ားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့ဆိုင်းဆရာမင်းနိုင်သူရေးတာရေရဲရင်တော့တေးတီသူဤအနူးညံ့ဆုံးသောကျူစုတီတို့မဟုတ်အဖေ့ပကံလွဲဆိုတဲ့စောင်းပါလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်မိတီလာကံမေဖောက်ောက်ခေပါမေတကြောင်ကြာတကြောင်လိုက်ဆို လိုက်ညီးမိကြပေမဲ့တားချော့ဒေးလီဟာ သူ့ကိုသူ့နမည်ရင်းနဲ့တည်သူရှားလာပါတယ်။မိထီလာကမ်းမဲဖားကောက်ခဲ့ပါမယ်ဆိုတဲ့အဆစာသားလေးနဲ့ပဲတွဲမှတ်ကြတာများပါတယ်။တချင်းနမည်အမှန်က အဖေပခတ်လွဲအမေပခတ်လွဲအိတ်ဖန်ဆောင်ဆိုပြီးနမည်သုံးခုတောင်ရှိတယ်ဆိုအံ့ဩကြမယ်ထင်ပါတယ်။တချင်းလေးကို အားလုံးကြားဘူးဆိုဘူးကြပေမဲ့တချင်းရည်သူနဲ့ တခြင်းတွေကိုလည်းတွဲတိကြသူရှားပါတယ်ဒီတခြင်းလေးကိုဆရာနိုင်မြမာက ရေးဖွဲ့ခဲ့ပါတယ်တခြင်းလေးရဲ့ဖြစ်လာပုံကလည်းချစ်ဖို့ကောင်းလာပါတယ်အိမ်တော်မကြသေးခင် လူယူဘွားကလေးကသမီးတယောက်ငါမှရှိခဲ့ရင်ဆိုတဲ့အတွင်းနဲ့ဇယနိုင်မြမာကဒီတချင်းလေးကို ရေးခဲ့တယ်လို့သိရပါတယ်။တချင်းအတိတ်ဘယ်ကလဲရိုးရိုးရှင်းရှင်းနဲ့ချစ်ဖို့ကောင်းတယ်ဆိုတာအများသိပြီးဖြစ်ပါလိမ့်မယ်။ စာသားအနေနဲ့နှစ်ပိုက်ပါဝင်ပြီးတခြင်းလေးကိုနှစ်ကြော့ထက်ကြော့တီဆိုရပါတယ်။မိတီလာကံမေဖာကောက်ခဲပါမေပြိုင်းရှိကပြန်ကပြန်ကရေမိုးဆုံဆုံချုပ်ပေါ်သမီးငယ်ရေအေးပါတော့ခွေကြောင်ကြီးကြိုက်လိမ့်မယ်အေးရာကနိုးရင် ကြောက်တော့ရောက်မေမျက်စိမိတာခွေအိမ်မလာလာမစီခွေအမေချီရနေမေအလကြိုက်တဲ့သမီးငယ်ရဲ့ညီကြောက်တော့ချိန်မှပန်စရာပန်လာလာလေးကူပြီးမေခွေပကွက်ကွက်ပြီးမေနေတပန်းလာတပန်းလို့ ဘာဘောတင်ထားရဝလုံးဝိုင်းဝိုင်းလေးရေတမီးလေးရေးတအောင်စောစောချောက်သွားဖို့အိပ်ပါခွေအမိတ်ချီရနေအမိနဲ့အကြိုက်တူ အလှကြိုက်လိုက်တဲ့တမီးလေးရေဆိုတဲ့စာသားဟာတေးတီသူရဲ့ချစ်ချင်းမြတ်တာအဖေတယောက်ရဲ့အချစ်နှမျိုးကိုတခါတည်းပြသွားပါတယ်ပန်းကြိုက်တဲ့တမီးလေးအတွက်အဖေကပန်းကလေးလေးခူးပေးအောင်ပါ နောက်ဆုံးပါးပေါ်တင်ထားတဲ့တနခါကွက်ဟာဝါလုံးလိုဝိုင်းတဲ့။ဝါလုံးကိုတမိရေးနိုင်မှုစောစောကြောင်းသွားဖို့အိပ်ပါတဲ့။ဘလောက်တောင်နူးညံ့တိမ်မွေးလိုက်ပါလေ။မိန်ကလေးတွေအချင်းချင်းအာလုံစကားညီးဆိုတဲ့စကားလုံးလေးတချင်းနဲ့အယောက်မှာတော့မရိုင်းမဲရင်သွားပါတော့တယ်။လူကလေးတဲ့ချော့စရာမိတီလာကန်တော်အောက်က ဖားကောက်ခဲ့ပါဆိုတဲ့လူကလေးတဲ့ချော့စရာ တားချော့ကြပြလေးကိုလည်းတတိရမိပါသေးတယ်။လူကလေးတဲ့အိတ်ချိန်တန်း བྱ ိုင်းရှိကပြန်လူကလေးတဲ့အိတ်ချိန်နီး བྱ ိုင်းရှိကစီးရှိကတားချော့တီးတဲ့ကစားသားလေးတွေပေါ့။ကြောင်ဖားရဲ့မိဒန်တို့အစီကိုစားပါလို့အသားကိုမျိုးကြောင်အိုပေမေးကြိုက်ပါနဲ့လေဆိုတော့ခလေးကြပြတဲ့ကပဲကြောင်ကြီးကြိုက်လိမ့်မယ်ကိုယူငင်ငယ်လာမသိပါ တားချော့တီးတွေဟာဘိုးဘွားအစဉ်ဆက်နှုံမှုနဲ့လက်ဆင့်ကမ်းခဲ့တဲ့အမွေလေးတွေ ဖြစ်ပါတယ်။အဲ့ဒီကြပြားလေးတွေကနေ အဖေပကတ်လွဲဖြစ်သွားလာခဲ့တယ်လို့ထင်ပါရဲ့။အဖေပကတ်လွဲဟာမူလအစကအိပ်ဖန်ဆောင်ဆိုတဲ့အမည်လေးနဲ့စခဲ့ပါတယ်။1984ထုတ်ဂန်းတော်တို့မျိုးအောင်ရင် ဥပဒံအလွန်တေးစီးတည်တဲ့ဒီတဲ့ချင်းလေးကိုစတင်ကြားသိခဲ့ရပါတယ်။ 1985နီဒန်တီစီဒီထွက်ချိန်မှလာအရင်ကတည်းကလားမသိအဖေပခတ်လွဲရဲ့အတန်တူစာလွဲဒေးတပုတ်လဲနီဒန်စီဒီမှာပါခဲ့ပါတယ်အသေးနှလုံးရဲ့ဒီဝတာဆိုတဲ့သချင်းလေးပါဒီသချင်းလေးဟာတဖြည်းဖြည်းချင်းစီစဉ်ရင်1991 1992မှာစိုးလွေလွေရဲ့မြင်းရိုင်းတကောင်စီဒီတွေထပ်ပါလာခဲ့ပါတယ်ဒီအချိန်မှာတော့ တမိချစ်ဖအေဖြစ်တဲ့စိုးလွင်လွင်ဟာ အချို့စားသားလေးတွေပြောင်းလဲတည်ဆူခဲ့ပါတယ်။မိတီလာကမ်းမေမိတီလာရောက်ရင်မိုးဆုပ်ဆုပ်ချုပ်ဖို့တမိငယ်ရဲ့မိုးဆုပ်ဆုပ်ချုပ်ဖို့တမိငယ်ရဲ့တကယ်မျက်စိမျက်စိအိမ်မက်လှလာတော့နက်လုတ်တဲ့အိမ်မက်ပန်းလှလာလေးပန်းလှလာရွေးစောစောကြောင်းသွားဖို့အိပ်ပါခွေကြောင်းသွားဖို့စောစောအိပ်ပါခွေဆိုပြီး စာသားတွေပြောင်းလဲတည်ဆူခဲ့ပါတယ်။ပြောင်းလဲတဲ့စာသားတွေကြောင့်အတိပဲ ပြောင်းမသွားပဲပိုပြီးရုံလုံးပိုလှပိုကြွလာပါတယ်။အဖေပကတ်လွဲဟာဂျူးဒီပြန်လဲတည်ဆူချိန်မှာတော့အမေပကတ်လွဲအဖြစ်တမျိုးလှခဲ့ပြန်ပါပြီ။အမေပကတ်လွဲမှာတော့ညီးနေရမှာတမီးလိုသာပြောင်းခဲ့ပြီးကျန်တဲ့နေရာ ပြောင်းလဲမရရှိခဲ့ပါဘူး။တားချော့တီးလိုရိုက်ချလိုက်ရင် အမေပခတ်လွဲဟာတမ်းပြီးပေါ်လာတာပါပဲတားချော့တီခလေးကဗျာတွေဟာ ကျွန်တော်တို့မြမလူနေမှုဝန်းကျင်တွေကနှုံမှုလက်ဆင့်ကမ်းအမွေအနှစ်လေးတွေဖြစ်ပါတယ်ပြောင်းလဲလာတဲ့ခေရခလေးတချင်းတွေပေါများလာပေမဲ့မိတီလာကံမဲဆိုတာနဲ့ဖားကောက်ဖို့အသင့်ဖြစ်နေတဲ့နှလုံးသားတွေဟာ အဖေတယောက်ကနေပဲအစပြုခဲ့ပါတယ်။သုံးမီရသုံးဖန်လှတဲ့အဖေပခတ်လွယ်တီးဟာ နေ့40တက်တန်းနဲ့ရောက်လာပါပြီတပိုက်ပင်းကြီးကြီးတကြောင်မဲဆူဆူပကတ်လေးလှုပ်တင်လေးပုတ်လို့မနဲ့အစောထားရမယ်မြမအညွတ်အဖူးတွေအတွက် မင်္ဂလာညာချမ်းပါလို့နှုတ်ခွန်းဆက်လိုက်ပါရစေနာဆင်ပေးသူ အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်